အားလုံးပဲမင်္ဂလာပါကျွန်တော်တို့ football and live ရဲ့အစီအစဉ်ကနေပြီးတော့ပြန်လည်ပြီးတော့ကြိုလိုက်ပါတယ်ကောင်းမွန်သောဒါကျွန်တော်တို့နေ့လေးတနေ့ဖြစ်ပါစီညာကနေစုမုံကောင်းတောင်းပေးလိုက်ပါတယ်ဗောနော်အဲ့တော့ဒီနေ့ညဒါမြန်မာစံတော်ချိန်9နာရီခွဲမှာတော့ဒါ Liverpool ပွဲစဉ်တွေပြန်ရောက်လာခဲ့ဖြစ်ပါတယ် Liverpool ပြည်သက်တွေကလည်းရှိမှာဒါတို့ကတို့ပျော်နေတာ Liverpool ပွဲတွေပြန်ရောက်လာလို့စိတ်ညစ်တဲ့လူကလည်းခံများများရဖြစ်လာခဲ့တယ်ဗောနော်စိတ်မညစ်ပါနဲ့ဒါကျွန်တော်တို့ Liverpool ကဒါအချိန်တန်ပြန်လာမဲ့အသင်းတွေကသတင်းလို့ကျွန်တော်နေမြင်နေဗောနော်အဲ့တော့ ီဟာနဲ့ပတ်သက်ဒီဟာနဲ့ပတ်သက်ဒီပွဲနဲ့ပတ်သက်ပြီးမပြောခင်မှာပေါ့နော်လူရီတော်များဒါကျွန်တော်တို့မသိသေးတဲ့အချက်တစ်ခုဟာဒါ Andrew Robertson ဒါကျွန်တော်သူအသေးနဲ့ဒါ Scotland နိုင်ငံနဲ့သူ qualify ဝင်ပြိုင်လာခဲ့တယ်ပြီးတော့ဒါကျွန်တော်လက်ရှိမနေ့ကအာနီရဲ့ဒါကျွန်တော်တို့ဒါတတိယအာနီရဲ့ဒါကျွန်တော် press conference ကိုကြည့်ခြင်းအဖြစ် လီဗာပူးလက်ရှိခြေစွမ်းအနေနဲ့ဒါကျွန်တော်တို့ဒီကိုဂျူတာရဲ့ကိစ္စနဲ့ပတ်သက်ဆက်နွယ်မှုတွေကရှိနိုင်တဲ့အနေအထားမှာဖြစ်ပြီးရောက်လာခဲ့ပြီလို့ပြောလို့ရမယ်တယ်မှာပါတယ်။ယူတဲ့ကြည့်မယ်ဆိုရင်တော့ဒါသိပ်ပြီးမသိတာပဲမယ်တော်တော်လေးကိုဝမ်းနေစရာကောင်းတဲ့အခြေအနေတစ်ခုဟာဒါမျိုးတွေလို့ကျွန်တော်အနေနဲ့ပုံကိုရမြင်တယ်။အဲ့တော့ဒါကျွန်တော်ဒီကိုဂျူတာရဲ့ကိစ္စနဲ့ပတ်သက်ပြီးလီဗာပူးကစားသမားတွေအခုချိန်ထိတည်တည်ချက်ချာဒါကျွန်တော်တို့ခန်းစားနေရသေးတယ်လို့ပြောလို့ရတယ်။ဒါကျွန်တော်ခုနကပြောသူအန်ဒီရောဘတ်ဆန်သူ့ရဲ့အပျော်ဆုံး movement မှာတော့မှဒီကိုဂျူတာကိုလွှမ်းစွန့်မိနေတာကြည့်မယ်ဆိုရင်တော့ဒါဒီကိုဂျူတာရဲ့ဒါ impact ကဒါကျွန်တော်လီဗာပူးတင်မှာကြီးမားစွာရှိ တယ်ဆိုတာကလုံးဝပြောသားမတာမန်ဒါကြောင့်ဘုံသူတို့ရဲ့တကယ်ချင်းရင်းမပြောပါနဲ့ကျွန်တော်တို့ဒါတာမန်လူဖြစ်တယ်ဒါကျွန်တော်တို့ဒီလိုဘောလုံးအကြောင်းပြောတဲ့လူတွေတောင်မှဒါဒီလိုမျိုး impact ကြီးကျွန်တော်တို့ဒီမှာအခုတည်းရှိကျွန်တော်စိတ်ထဲမှာဒါဒီကိုဂျူတောင်ကျွန်တော်အခုလေးရှိ fever ဆော့နေကြလူဆို automate din ဆော့နေကြလူဆိုတော့ဒီကိုဂျူတာကြီးကျွန်တော် automate din ဆော့တယ်ကျွန်တော်တော်တော်လေးကိုသတိရရတယ်မှာပါတယ်ဘောနော်အဲ့တော့ ဲ့လိုအဲ့ဒါကိုကြည်ကြံပြီးသိတာပါတယ်အဲ့တော့ဒီဘက်ကလက်ရှိမှာဒါကျွန်တော်တို့ Northern Forest အသင်းနဲ့တွေ့မယ် Northern Forest အသင်းကလက်ရှိမှာတန်းစဲစုံမှာတော်တော်လေးကိုရုန်းကန်နေရပြီလက်ရှိမှာဒါကျွန်တော်တို့လက်ရှိဒီနောက်ပိုင်းပွဲစဉ်မှာဒါ short tie ပြန်ကန်လိုက်တဲ့အချိန်မှာဒါနိုင်ပွဲတစ်ပွဲပြန်လဲပြီးစတင်ပြီးရခဲ့တဲ့အနေထားမှရှိတယ်ဘောတော့ဒါကျွန်တော် Premier League မှာဒါသူတို့နေတဲ့ Europa League မှာဒါ Portugal နိုင်ခဲ့ပြီးဒါရလပိုင်းရပြီးမစိုးဘူးလို့ပြောလို့ရတဲ့အချိန်မှာပါတယ်သူမေတော့ညာလက် short tie ရဲ့လက်ထက်မှာဒါကျွန်တော်လက်ရှိ Northern Forest အသင်းနဲ့ဒါကျွန်တော်တို့ပြန်လဲပြီး turn around လုပ်ဖို့အတွက်အကောင်းဆုံးကြိုးစားနေတဲ့တသက်ဖြစ်တယ်ဒါဘက်က Liverpool ကလက်ရှိမှာဒါကျွန်တော်တို့ နောက်ဆုံးကန်ခဲ့တဲ့ Manchester City နဲ့ပွဲစဉ်မှာဂိုးပြတ်ရှုံးနေခဲ့ပြီးတော့ Liverpool ပြည်သူတွေတော်တော်လေးကိုစိတ်ညစ်ခဲ့ရတဲ့ပွဲစဉ်တွေဖြစ်ခဲ့တယ်။အဲဒီပွဲစဉ်ကတော့ Liverpool အသစ်မှာလည်းတော်တော်လေးကိုအမှားကြီးများခဲ့ပြီးတော်တော်လေးကိုဒါကျွန်တော်တို့ပြန်လည်ပြီးတော့တော်တော်လေးကိုပြန်လည်ထူထောင်ရမယ့်ပွဲစဉ်တွေလို့ပြောလို့ရမယ်ဒီမှာပါ။အဲ့တော့လက်ရှိ Colin Haaland တွေကလက်ရှိမှာ Liverpool ရဲ့ဒဏ်ရာလူစင်းတွေကလည်းထပ်ပြီးတော့တိုးလာခဲ့ပြီးဆိုတဲ့သတင်းထွက်ပေါ်လာခဲ့တယ်။ Liverpool အသင်းကလက်ရှိမှာ right back နေရာမှာလုံးဝဆုံးဆုံးမြုပ်ပြီးတော့လူမရှိတော့နေတာဖြစ်သွားပြီး Conor Bradley ကလက်ရှိမှာဒါကျွန်တော်တို့သူ့အနေနဲ့၃ဘက်လောက်နားမှာဖြစ်ပြီးတော့ဒါကျွန်တော်လက်ရှိ Jeremy Frimpong က လည်းပြန်လဲမတက်တာလာတိရော right back နေရာမှာတော့ဒါလက်ရှိမှာဘယ်သူမှမရှိတော့နေရာမှာရှိသွားတော့တီဂျာတို့ကဒီနေ့ပွဲစမှာဒီ right back နေရာမှာဒါကျွန်တော် sub slice ဆော်ရင်ဆော်မဆော်ဘူးဆိုရင်တော့ဒါ cartis ဂျုံကဆော်ရမယ်နေထားမှာရှိတယ်။ဒါမှမဟုတ်ဒီနေ့ပွဲစမှာဒါကျွန်တော်လက်ရှိမှာဒါ arnie sort အနေနဲ့ maybe ဒါ tactic ရဲ့အသက်သက်လေးတွေကိုစမ်းကြည့်ဖို့ကောင်းမယ်ပွဲတစ်ပွဲလားဒါ three back formation ကိုဒါကျွန်တော် robertson van dyke kunati ဆိုတဲ့ပုံစံမျိုးနဲ့ဒါ three back formation လုပ်ပြီးဒါ wing back တွေနဲ့ဒါကျွန်တော်တို့လက်ရှိမှာဖြန့်ကျက်ပြီးတော့ဆော့ကြည့်ရင်တော့ကောင်းမယ်ပွဲစဉ်တစ်ပွဲဒါပေမဲ့ right wing back လည်းလက်ရှိမှာ liverpool မှာရှိမနေပြန်ဘူးပေါ့နော်အဲ့တော့ liverpool တင်းတယ်တစ်ခုလက်ရှိမှာဒါ တော်လေးကိုပြဿနာတက်မှုတွေကတော့ဒါကစားသမားဥယေနဲတာအဲ့တော့ဒီနှစ်မှာလီဗာပူးတင်းကတာပရီးမီးယားလီဂ်မှာငွေအများဆုံးသုံးထားတဲ့တင်းစာပြောရည်လက်ရှိမှာတကယ်တမ်းပြန်ကြည့်မယ်ဆိုရယ်အသင်းမှာလူမရှိတဲ့ပတ်ချလဲဝင်းညင်ကတော်တော်လေးကိုဆိုးရွားရတယ်ကျွန်တော်နည်းမြင့်နေဒီရိုက်ဘက်တွေကလည်းရှိမှာအလက်ဇန္ဒားအာလူထွက်သွားခဲ့တဲ့အခုချိန်ကြီးတည်တည်ချာချာရေးရဘာဆိုဘာမှကိုလူလူမရနေရတဲ့နေရာဖြစ်လာခဲ့တယ်လက်ဘက်မှာလက်ရှိမှာကရာကက်စ်ကလက်ရှိမှာခြေစွမ်းမတည်ငြိမ်နေတဲ့ချိန်မှာရော်ဘင်ဆန်ကဝင်ရောက်ပြီးထိန်းသိမ်းတဲ့ပုံစံမျိုးတွေကိုအနည်းငယ်များပြုတ်လုပ်ပေးခဲ့လို့ရပါမယ်ရိုက်ဘက်နေရာမှာတော့အခုချိန်မှာဘဒုမတည်တည်ချာချာမရှိတဲ့ပြဿနာတော်တော်လေးကိုဆိုရအဲ့တော့ဒီနေ့ပေါ်စံမှာ တာကျွန်တော်လက်ရှိမှာဆိုဘူစလိုက်ကူတန်ကလည်း right back မှာဆော့ဘူးတဲ့ရာဂိုင်တို့မတိကြဘူးဖြစ်သွားတယ်။ဘာလို့လဲဆိုတော့ Florian Risk ကလက်ရှိမှာဒါဒဏ်ရာကြောင့်မို့တဲ့ကျွန်တော်တို့ January ဥပဒေဆိုတော့ December လအစောပိုင်းမှာပြန်လာမယ်ဆိုတဲ့တင်ထွက်လာ။အဲ့တော့လက်ရှိမှာ Liverpool ရဲ့လူစင်းကတော်တော်လေးကိုဆက်လက်ပြီးများပြားနေစေစစ်တယ်။ Corner Bradley ဒါကျွန်တော်တို့ Leoni, Rich, Frimpong ဒါ budget ကပြန်လဲ။အဲ့တော့လက်ရှိကျွန်တော်တိတော့ကိုပြောရမယ်ဆိုတော့ Isak ကဒီနေ့ပွဲစဉ်မှာပွဲထွက်ပြီးပြန်လဲပြီးတော့ပါဝင်နိုင်ဖို့အတွက်ရာဂိုင်တို့နေများတယ်ပေါ့။အဲ့တော့ ဒီနေ့ပွဲစဉ်မှာပေါ့နော်ကျွန်တော်ရဲ့တဦးတယောက်တည်းအမြင်အရဆိုတော့ IGTQ ကို Center Forward ကပ်ပြီးတော့ Tight Sit နေမှာဒါမှမဟုတ် Maybe ကို442ပေါ့နော်လုံးဝတော့ကျွန်တော်တို့ Simple Pitch 442ကိုမှဒါကွင်းလယ်မှာ AM နေရာကိုဖျောက်ချလိုက်ပြီးဒါကျွန်တော် Gravelman နဲ့ Mechanical ကို Double Pivot ပုံစံမျိုးတုံးပြီးတော့ဒါကျွန်တော်တို့လက်ရှိမှာ Hugo IGTQ Center Forward ပုံစံမျိုးဒါအတွင်းထဲဝင်ခိုင်းပြီးတော့ Striker နေရာမှာဒါကျွန်တော်တို့ အိဇက်ကိုတုံးမယ်ဆိုလဲမစိုးဘူးလို့တော့ပြောလို့ရမယ်တဲ့မှာပေါ့အဲ့တော့လက်ရှိမှာကလီဗာပူးတင်းကဘာကြောင့်ဘာကြောင့်မလို့ဆမ်မီညိုကိုအသေးတန်လိုက်ပြီးတော့ဆောင်းရတီမှာဝယ်ခြင်းလဲဆိုတော့ကိုဒီလိုမျိုးပွဲစဉ်တွေမှာပို့ပို့ပြီးတည်ရတယ်မှာပေါ့လက်ဖွေးနေမှာဒါကျတော့လက်ရှိမှာကိုဒီဂက်ပိုတက်ဆိုင်ရင်တော့ပို့ပြီးအသင်းမှာ impact ရှိမဲ့ကစားသမားတွေကိုလူအပ်နေတာတော့တွေ့ရမယ်တဲ့မှာပေါ့ဘောနော်တစ်ဖက်ကလက်ရှိမှာဒါကျွန်တော်တို့ Sean Dyche ရဲ့ဒါကျွန်တော် Northern Forest အကြောင်း Sean Dyche Northern Forest ကရှေ့မှာဒီနေ့ပွဲစဉ်မှာလီဗာပူးတင်းကိုခံစစ်ပိတ်ကစားပြီး counter transition နဲ့တူလီဗာပူးတင်းကိုအတိကျဒုက္ခပေးဖို့အတွက်ကြိုးစားသွားမယ်လို့ကျွန်တော်နေမြင်ပြီးတယ်ဘောနော် ော့လက်ရှိမှာဒါကျွန်တော်တို့ Northern Voice တွင်ခုလက်ရှိမှာ counter pressure တွေမှာနည်းနည်းလေးပြန်ကောင်းလာခဲ့တယ်။ဘာကြောင့်လဲ?သူတို့ရဲ့ဒါကျွန်တော် Morgan Giswell ခြေစွမ်းလေးပြန်တက်လာတဲ့အချိန်မှာတော့ New Day ပါဒါကျွန်တော်အုပ်စုလိုက်ပြန်အဆင်ပြေလာတဲ့အချိန်မှာမဆိုးဘူးလို့ပြောတယ်။အဲ့ဒါဒီနေ့ပွဲစဉ်မှာဒါကျွန်တော်မထင်မှတ်ဘဲနဲ့တော်တော်လေးကိုကြည့်ကောင်းမဲ့ Queen လည်း Bedder ကလည်းတော်တော်လေးကိုစောင့်ကြည့်စရာကောင်းခဲ့တယ်။ Yardis Anderson နဲ့ Duda McAllister နဲ့ Graven Bat တို့ရဲ့တွဲလုံးတွေကလည်းဘာဒီဘလူးလုတ်ပြမယ်တော်တော်လေးကိုစိတ်ဝင်စားဖို့ကောင်းမဲ့နေထားမှာရှယ်။ Liverpool တွင်လည်းခုလက်ရှိမှာရှင်းပါတယ်။ရမတ်အဖြစ်ဘလူးမှာဆက်လက်ပြီးရော့လို့ရမယ်နေထားမှာတော့မရှိတော့ဘူးလို့ပြောပြရစေ။ဒီနေ့ပွဲစဉ်မှာ Liverpool တွင်ကနိုင်ခဲ့မယ်ဆိုတော့ရမတ် ်တက်မှတ်နဲ့အဆင့်300လောက်ထိကိုတက်လန်းနိုင်မဲ့ခွေးတွေရှိတယ်။ဒါပေမဲ့လက်ရှိမှာအဲ့ဒါကလည်း Chelsea ကလည်းအစောဆုံးပွဲစဉ်ဖြစ်တဲ့ကြောင့်မို့ Liverpool တင်းနဲ့ at least တော့ပေါ့နော်။ဒါဒီနေ့ပွဲစဉ်နိုင်ခဲ့မယ်ဆိုတော့ချန်တဲ့ပွဲစဉ်ရလဒ်ကိုမတိခဲ့ပေမဲ့ Liverpool တင်းကဒါကျွန်တော်လက်ရှိအနေထားမှာဒါကျွန်တော်တို့ top 4ရဲ့ကိုပြန်လည်ပြီးဝင်သွားနိုင်မယ်ခွင့်ရေးကိုဒီနေ့ပွဲစဉ်မှာနိုင်အနိုင်ပွဲနဲ့ပြန်သွားလို့ရတယ်ပေါ့အဲ့တော့လစ်ဗာပူးကပြန်ကြည့်အောင်လစ်ဗာပူးတဲ့ဒီနေ့ပွဲစဉ်မှာဒါကြောင့်လက်ရှိခုနပြောသူပဲ queen twin ကြီးပဲမဟုတ် queen ပြေပါမှာလေဒါအဖက်ဖက်ကနေဒါလစ်ဗာပူးတဲ့ယုံကန်တွေကခုနပြောသူပဲလက်ရှိမှာကစားသမားတွေပုံမှာလေဒါဒီကိုဂျူတာရဲ့ impact က immediate မှာထင်ထားတာထက်အများကြီးကြီးမားနေတဲ့အတွက်ကြောင့်လစ်ဗာပူးအသင်းအနေနဲ့အခုလက်ရှိမှာဒီဟာနဲ့ပတ်သက်ပြီးအခုချိန်ဒါကျွန်တော်ယုံမထွက်နိုင်သေးဘူးလို့ပြောဒါပေမဲ့ခုနဒါတော့ယုံထွက်စရာမလိုပါဘူးဒီကိုဂျူတာရဲ့ဒါခုနပြောသူကျွန်တော်လက်ရှိမှာအချိန်ဒီကိစ္စနဲ့ပတ်သက်ပြီးကျွန်တော်လည်းအခုချိန်ဒီ one day နေရာတွေပဲဒါကစား ာသူ့ရဲ့ border ရင်းကြီးကစားသမားရင်းကြီးတွေလို့ဖြစ်နေတယ်ဆိုတော့တိတ်ပြီးတော့ထူးဆန်းနေထားမှာရှင်ဒါပေမဲ့ liverpool တင်ဒီ slam တစ်ခုတည်းကတော့ယုံထွက်သင့်ပြီလို့မြင်တယ်အဓိက liverpool တင်ကအကုန်ဆုံးဖြစ်သွားပါတော့လက်ရှိမှာဒီကို juda ကိစ္စဆာလာအကြဒါကွင်းလယ်ပိုင်းမတီးမငြိမ်မှုဒါတိုက်စစ်ပိုင်းကလက်ရှိမှာပြောင်းလဲ left wing က ds အထွက်ဒါကျွန်တော်နောက်တန်းကကစားသမားအထွက်ဒီအကုန်လုံးကဒါကျွန်တော်ပြောချင်တာကျွန်တော်နေမကောင်းသူပဲဗောနော်အကုန်လုံးကဒါကျွန်တော်စုပြီးဖြစ်သွားတယ်ဆိုတဲ့ပုံစံမျိုးကိုဒါ liverpool တင်စီမှာသွားပြီးတော့တွေ့နေခဲ့ရလို့ကျွန်တော်ရဲ့ပုံကိုရေးရမမြင်နဲ့အဲ့ဒါနဲ့ပတ်သက်ပြီး liverpool တင်ကဒါကျွန်တော် soft လုပ်ဖို့အတွက်တစ်ခုခုတော့လိုအပ်မယ်လို့ ယ်လို့ကျွန်တော်ရဲ့ပုံကူကြီးရမှာမြင်တယ်။လီဗာပူးတင်ဒါနဲ့ပတ်သက်ပြီးတခုခုလှုပ်ပြရမယ်လို့မြင်တယ်။ဒီနေ့ပွဲစဉ်ကလှုပ်ပြဖို့အတွက်အသင့်တော်ဆုံးမြင်တယ်။ရှော်နိုက်အသင်းကလက်ရှိမှာခန်ဆယ်ပိုင်းကနောက်ပိုင်းပွဲစဉ်တော့ပုံပုံပြီးတော့ကျစ်လက်လာတာဒါ plus plus လို့ပြောလို့ရတယ်။ဒါပြင်ကျွန်တော်လက်ရှိမှာသူတို့ရဲ့ counter pressing တွေကတော်တော်လေးကိုအသက်ဝင်လာခဲ့တယ်။အဓိကတော့ကျွန်တော်ဒီ right set ပေါ့နော်။ Savona ညိုဒေးရဲ့ဒါအုပ်စုနဲ့ဒါ gift right နဲ့ပြန်ချိတ်တဲ့အချိန်မှာမဆိုးလို့ပြောလို့ရတယ်။တိုက်စင်ပိုင်းမှာလက်ရှိမှာလည်း youth ချစ်ရလေးနည်းနည်းပေါ်လာတဲ့ ego Jesus တို့အုပ်စုလည်းမဆိုးဘူးလို့ပြောလို့ရတယ်။အဲ့တော့ဒါကျွန်တော်ပြောချင်တာပေါ့နော်။ Liverpool လက်ရှိမှာတိုင်ပတ်နေတဲ့အချိန်မှာတစ်ဖက်က Northern Force ကနည်းနည်းလေးခေါင်းပြန်ထောင်တဲ့အချိန်နဲ့ quad ီလောက်သွားကြမယ်အနေထားမှာရှိမယ်လို့ကျွန်တော်ရဲ့ပုံကူကြီးရမှာကျွန်တော်100%မြင်မိတယ်ဒါပေမဲ့ Liverpool တင်းကခုနကပြောလို့ momentum ကိုတော့ဖြည်းဖြည်းနဲ့မှန်မှန်ပြန်ပြီး build up လုပ်ရမယ်လက်ရှိမှာဒါကျွန်တော်ရာသီဝက်မတိုင်ခင်မှာဒါ top 4လောက်ကိုဝင်ပြီးအသင်းကဒါရက်ရှိမှာပြန်လည်ပြီးကြိုးစားမယ်လက်ရှိမှာ Liverpool တင်းကလည်းဂျားထဲမှာဒါကျွန်တော်တို့ချန်ပီယံလိလေရှိနေသေးတဲ့အတွက်ကြောင့်မို့သူတို့နေနေတာလက်ရှိမှာလူစင်းရဒီထက်ပို့ပြီးတော့အားနယ်လို့မရတော့နေတာမရှိဘူး။အဲလီဗာပူးတင်လက်ရှိမှာကန်ဆယ်ပိုင်းမှာပေါ့နော်။ဘာကြောင့်ပို့လို့ဒါကျွန်တော်တို့မက်ဂါယီကိုဒီနေ့ဆောင်ရဒီမှာခေါ်ယူခြင်းနဲ့ဆိုတာ အတိုင်းအထက်လုံပြရတယ်ဒါပေမဲ့လီဗာပူးတင်တဲ့ခုလက်ရှိမှာပို့ပို့ပြီးပြောဆိုပြောဖို့လိုလာတဲ့တစ်ချက်တစ်ခုကဘာလဲဆိုတော့ဒါခန့်စစ်ပိုင်းမယ်ကူနာတီတင်တဲ့လက်ရှိမှာဒါကျွန်တော်တို့ shitty mistake တွေမလုပ်ဖို့အတွက်အရင်ရေးကြည့်လာခဲ့တယ်ကူနာတီနဲ့ခုနောက်ပိုင်းမှာဒါ van dyke ကအဆင်ပြေလောက်ဒါချက်ကူနာတီနဲ့ဒါလက်ရှိမှာတစ်ဖက်အသင်းကဒါ press လုပ်လိုက်တယ်အများနဲ့ပြူပြူလေးနဲ့ကူနာတီကတော်တော်လေးကိုဆိုးဆိုးရွားမြင်ရတယ်ဒါ shit nick ကဒါမဆိုးလာပါလေဆိုတော့ကူလာတီကဒီနှစ်မှာဆိုးလာပါလေဆိုတော့ကူနာတီပြောင်းသွားခဲ့တာကတော့တော်တော်လေးကိုစိတ်ပြေကြဖြစ်တယ်ကူနာတီနဲ့ဒီလက်ရှိမှာကျွန်တော်မြင်ရပြောမယ် contract situation ကလည်းတော်တော်လေးကိုအသင်းပေါ်ကို impact ကြီးမားမယ်လို့ကျွန်တော်ရဲ့ပုံကူကြီးရမှာကျွန်တော်ကတော့မြင်မိတယ်အဲ့ဒါနဲ့ပတ်သက်ပြီးကြီးကိုဘယ်လိုမြင်လဲမြင်ကူနာတေးနဲ့ဒီ contract situation ကိုတခုခု solve မြန်မြန်လုပ်မှာပဲ solve မလုပ်ဘူးဆိုရင်ဒါကူနာတေးနေနဲ့ဟိုလိုလိုဒီလိုလိုဟိုရောင်ဒီရောင်ဆိုတဲ့ပုံစံမျိုးတွေကိုအဓိကတော်တော်လေးကိုအဖြေတစ်ခုအနေနဲ့ဖြည့်ရှင်းသင့်ပြီလို့ကျွန်တော်ရဲ့ပုံကူကြီးရမှာမြင်ကြည့်ရတယ်မှာပါတယ်မီတိုပင်ဆိုစေကအခုလက်ရှိမှာဒါကျွန်တော် Liverpool ရဲ့ account တွေတခုကအလီဆန်ဘက်ကပြန်လဲပြီးပါလာပြီးတော့ကျွန်တော်ဒီနေ့ပွဲစဉ်မှာပွဲပြန်ထွက်ဖို့အတွက်ရာဂိုင်နှုန်းတွေများတယ်လို့သိရတယ်မှာအဲ့တော့ဒီနေ့ပွဲစဉ်က Liverpool အသင်းအတွက်လည်း match win ဖြစ်သူတစ်ဖက်က Nottingham Forest အသင်းအတွက်လည်း match ဆွင်းဖြစ်တယ်။ Northern Forest အသင်းနဲ့ဒီနေ့ပွဲစဉ်မှာနိုင်ခဲ့မယ်ဆိုတော့ဒါတန်းစင်းဇုံကနေရုံထွက်နိုင်ခဲ့ပြီးတော့ short တိုက်အတွက်တကယ်ကိုအပေါင်းလက္ခဏာဆောင်နိုင်မဲ့အနေထားတစ်ခုကိုရောက်သွားနိုင်မယ်လို့ကျွန်တော်နည်းမြင်တယ်။သူ့မဲ့တော်ညာတစ်ဖက်က Liverpool တင်းကဒီနေ့ပွဲစဉ်မှာအနိုင်၃မှတ်ယူပြီး top 4ကိုပြန်လဲလိုက်ပြီးတော့အပေါ်ကလီလီဒိုင်းနဲ့တူအမှတ်ပြန်လဲပြီး cut အမှတ်ပြန်ကတ်ရေးအတွက်ဒီနေ့ပွဲစဉ်ကလည်းအင်မတန်မှအရေးကြီးလွန်းတဲ့ပွဲစဉ်တစ်ပွဲဖြစ်မယ်လို့ပဲကျွန်တော်အနေနဲ့မှမြင်ရင်းနဲ့ကျွန်တော်သွားခွင့်ပြုပါအောင်ဗျအားလုံးပဲကြိုးတင်ပါတယ်ကောင်းမွန်တော့ဒီနေ့ဖြစ်ပါစေဆုမွန်ကောင်းတောင်းပေးနေပဲများများလေးလေးကလစ်ဖို့မမိကြပါနဲ့ဦးများများကလစ်မှာမြန်မြန်နိုင်ဖြစ်ပါတယ်အားလုံးပဲကြိုးတင်ပါတယ်ကျွန်တော်သွားခွင့်ပြုပါအောင်ဗျဒီပါဗျ